တရားဟောရင်တချင်းဆိုဟောတာမျိုးနဲ့ဟောရင်မှန်ပါသလားဖရားတဲ့မှန်ပါဘူးမှားပါတယ်နော်မှန်တယ်ဆိုရင်ကြာနေကန်ဆရာတော်ဆိုရင်တရုတ်ပါထက်ဆောင်ဟောတတ်ပါတယ်ဖရားမသိလို့မေးတာပါဖရားနားလေကျင်တာပါဖရားတဲ့အင်္ဂုတ်ထိုကျမ်းမှာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုဆွဲငင်ပြီးဟောမယ်ဆိုရင် အပြည့်၅မျိုးသိမ့်ရောက်နိုင်ကြောင်းဖော်ပြထားပါတယ်အဲ့ဒီအပြည့်၅မျိုးကဘာတွေလဲဆိုရင် တိမိမိအတန်၌တက်မှတ်ခြင်းနှင့်တရားနာပရိသတ်တို့ကတရား၌မမတ်အတန်၌ตาရတက်မှတ်ခြင်း၃ဉာဏ်ရှိသူတော်ကောင်းတို့ကဲ့ရဲ့ခြင်း၄အတန်ကောင်းအောင် လုံလဆက်ရသဖြင့်တမာတိပြည့်လွယ်ခြင်း၅။နောက်လာနောက်သားတို့အတူယူဟောကြားသဖြင့်သာသနာပြည့်ခြင်းလို့ပဲဖြစ်ပါတယ်။ဒါဟာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတခြင်းလို့စွန့်ငင်ရေးဟောကြားခြင်းကြောင့် ရရှိလာမိအပြည့်၅မျိုးပဲဖြစ်ပါတယ်။နောက်ပြီးယဟန်ဟာတခြင်းဆိုမယ်ဆိုရင်ဝီနီအယအာဘလဲတင်ပါသေးတယ်။ဒါကဖယားဟောဒေသနာအယပြောပြတာပါ။သို့တော့ဇာနီကန်ဆရာတော်ကြီးတရားဟောတဲ့အခါမှာအဆိုးအငိုတွေနဲ့ဟောတာကိုတော့အပြည့်မပြောကျင်ပါဘူး။ဘာကြောင့်လဲဆိုရင်ဇာနီကန်ဆရာတော်ကြီးအဲ့ဒီလိုအဆိုးအငိုတွေနဲ့ဟောလို့ပဲတရားမနာကျင်တဲ့သူတွေတရားနာကျင်လာကြတာပါ။ယနေ့ခေတ်မှာတော့မှဇာနီကန်ဆရာတော်ကြောင့် တရားနာကြရတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်เนาะနားလည်ပါစေ